။ငကျင်းကပြည့်ချက်ပေါ့နော်။ငကျင်းကိုဗိုက်တမယ်ကောင်းချက်တာများတယ်။ပြီးတော့ထုတ်ထားတယ်။ပြေဟွန်းဒီတော့ချက်စားမဲ့အစီအစဉ်ကတော့ငါးငပိချက်လေးဖြစ်ပါတယ်ငါးငပိချက်ဆိုရုပ်ကြီးစင်းလေးတုံးမယ်ခရိုင်ရင်လေးကိုတော့ကျွန်တော်တို့ဒီဆက်လေးနဲ့ဘရန်နာလေးနဲ့ချိန်ထားတယ်ပေါ့အနှစ်လေးထွက်အောင် ငကျင်းဖိုက်သားလေးကိုတော့အနေတော်တုံးလေးပေါ့တုံးနာမယ်။ပြီးရင်နောက်ဆုံးကြိုက်တော့မြေဥသိစိမ့်တဲ့နနမင်းကိုအုပ်မဲ့အတွက်အရှင်းလေးလုပ်ထားပါ။အဲငကျင်းတုံးလေးတွေနဲ့အဲအခုတော့စီစားတတ်မယ်။ချက်သွန်ကြီးချက်သွန်ကြီးကိုတော့ချိန်ထားမယ်။စီစူလာပြီဆိုရင်နမတ်တင်နေတဲ့ချက်သွန်ကြီးချက်သွန်ကြီးကိုစီစားတတ်ဖို့လုပ်ရအောင်။ပေါ်ပြားနဲ့စီစားတတ်မယ်ပေါ့နော်စီစားမယ်။ ဲ့မဲ့လာလာတာပေါ့ကြသားလို့နည်းနည်းလေးအနံလေးအစိမ်းနံလေးတည်သွားပြီဆိုရင်နွဲ့ဆနွဲ့ပေါ့ဆနွဲ့ကိုကျွန်တော်တို့ဟို လိုသလောက်လေးပေါ့နော်ချိန်စားပြီးတော့ထည့်မှာပဲဒါပေမဲ့နောက်ကထောက်ပြီးခဲ့ပြီထောက်နားရည်သမားကိုမွေတာပါစိတ်မုန်တယ်ငါပြီးကြတော့အယောင်တင်မုန်လေးနဲ့ကျွန်တော်ကအယောင်လေးနဲ့ကြိုက်တယ်ဆိုတော့အယောင်တင်မုန်လေးထည့်မယ်အယောင်တင်မုန်လေးကိုလည်းကျွန်တော်အယောင်ဆင်းလေး ခုဖြစ်တဲ့အစင်းတော့ကြီးတော့ထဲဖို့လိုအပ်တယ်ပေါ့ပြီးရင်တော့ခုနအတိုင်းနေပဲတမအောင်ပြန်ဝေးမယ်ဒီကတော့နှံ့မစီနှံ့မှာပဲအရသာတွေကအနမ်းတက်ကင်းမှာပေါ့နော် ခုနချိန်ထားတဲ့ခရမ်းရင်သီးလေးကိုကျွမ်းပြီဆိုတော့ねကျွန်တော်တို့ထည့်မယ်ဒါဟုတ်လေထိုးနည်း၎င်းပဲတမအောင်ပြန်ဝေးမယ်ဒီကတော့စီတတ်နာဖို့ဗျာ နည်းနည်းလေးလုံးလာတဲ့အနေအထားလေးခုရောက်ရင်ခရမ်းစီနူးဖို့အတွက်ကိုကျွန်တော်တို့အဖုံးလေးအုပ်ထားရမယ်ဖုံးလေးဖွင့်တဲ့အချိန်မှာတော့အနမ်းတက်လေးတစ်ခုကတော့နားလို့မွေးနေပြီပေါ့နော်ဒါပေမဲ့ခုနတုံးလာတဲ့ငကြင်းတုံးလေးတွေကိုကျွန်တော်တို့ထည့်မယ်ဒီအရတော့ကျွန်တော်တို့9အင်းချက်တဲ့ပုံစံလေးအတိုင်းပဲ ဆင့်တွေကတော့ထိုးအဲ့အဆင့်တွေအတိုင်းပဲအခုလုံနေတာပေါ့နော်ခုနကကျွန်တော်တို့အဲ့ငားထည့်လိုက်တဲ့ကျင်းရည်လေးကိုပြန်ထည့်မယ်အဲ့အခုလို့ငားသားလေးတွေကခုနလို့မာလာပြီဆိုရင်ငားစိမ့်ကာလာလေးကြောက်သွားပြီဆိုတဲ့အနေအထားတစ်ခုရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့ကလော်အော်သီးနဲ့ကလော်အော်သီးကိုကျွန်တော်လှော်ပြီးတော့ငပိရေဖြော်ထားတယ်အဲ့ငပိရေကိုကျွန်တော်တို့ထည့်မယ်လိုသလောက်ပေါ့အငံကြိုက်တဲ့တူကတော့ပို့ထည့်ပေါ့เนาะကျွန်တော်ကတော့တမယ်ကောင်းချက်တဲ့အတွက်ကိုထိထိမိမိဖြစ်အောင်တော့ငပိရေကိုထည့်တယ်ပြီးရင်ထုံလေးလကောက်မယ်ရံပွေမယ်ရုပ်သီးစိမ်းအနံလေးပွေးလာပြီရုပ်သီးစိမ်းထည့်မယ်ရုပ်သီးစိမ်းကိုတော့ကျွန်တော်တို့ ဖိုးဖိုးသားသားထည့်ဖို့တော့လိုတယ်ဗျ။ဘာကြောင့်လဲဆိုတော့ငားငက်ပြီးချက်ဖြစ်နေတဲ့အတွက်ကို။ဒါလေးကတော့မကြီးရပါ။မကြီးကြီးလေးထည့်ဖို့လိုမယ်။ဒါကတော့လှည့်ဝက်ချက်တော့။ဝေးချွန်လေးထည့်ပါ။ဟင်းဒီဟင်းရအမုံလေးပေါ့။ဒါလေးကလည်းမဖြစ်မနေပေါ့။ထည့်ရမယ်။မပြေးရငန်းတယ်ဆိုရင်ဒီကောင်လေးကထိန်းပြီးပါဗျ။ Okay အနံ့ထွက်လာပြီအနံ့ထွက်လာပါပြီခင်ဗျာ

โอเคငကြင်းကပြိချက်ပေါ့နော်ငကြင်းကိုဖိုက်သားတွေကြီးပဲတီးတန်းလုပ်ပြီးတော့ငပြိချက်ချက်တယ်ဒီအင်းကဖြစ်ချင်တော့တမယ်ကောင်းချက်တာများတယ်ပြီးတော့ဒီပေါ့ဟင်းကတော့တမယ်ကောင်းပေါ့ကျန်တာတော့တို့စရာတွေပေါ့ဗျာတို့စရာကဘာပါမလဲဆိုတော့ဂေါ်ဘီပါမယ်တရသည်ဆိုင်သီးလေးတွေပါမယ်ပြီးရင်ဇေယျရိုးကိုကျွန်တော်တို့ပြုတ်ထားတယ်အဲ့ဒါလေးနဲ့ငကြင်းငပြိချက်နဲ့စားမယ်တို့ရာဒီကပူတော့ရေခဲရေလေးနဲ့မှာ ာငွေးနေတာငချင်းကိုကျွန်တော်တို့ခရမ်းညင်သီးနဲ့နားနေအောင်စီတက်ပြီးတော့မှချက်တာပေါ့ อืมก้าวเลยตัวบรูปรมาตะลุ้มมาบาทุเลยสุดแล้วไอ้งปี้เนี่ยมากะหลอดีหล่อไปแท้ดาเลยอนันต์ยังซ่าอย่าง นี่ไงล่ะอืมดิง้าวฉัดในญามาดิ ့ငပိရဲ့ထဲပြီးငပိရဲ့ထဲချက်တာနဲ့ရိုးရိုးစီညာချက်တာနဲ့နည်းနည်းကွာတယ်ဗျငပိရဲ့နဲ့ချက်လို့တောင်ဒီငါကပို့ပြီးတော့နူးညံ့ tới với vui là con nữa Thank you. อืมอ่ะเสียแล้วนะพี่เนี่ยดีตัวแล้วเนาะสิ่งเจนน่ะหนูใช่แล้วตริยาดีป่ะเนาะบัญญัตินี้တော့ยะดียาดีโอ ရန်ကောင်းလေဗျာအဲ့ဒီကတော့ယဒီယဒီတိုင်းတိုင်းဒီလေးရဲ့အမွေးတက်ဒီပေါ့နော်အဲ့တက်လေးရဲ့ဒီစေရရိုးကအနံတင်းတင်းလေးရဲ့အခုပေါင်းဆက်လိုက်ပြီးတော့မှန်တယ်တလို့อืม အဲ့မှာနောက်ခေါ်ပြီးပြိတ်လိုက်ဟွန်းဒါလည်းအခုလိုနေရန်ပြင်းတဲ့ချိန်ပါပေါ့နော်ဒီလိုဟင်းလေးတွေလည်းစောင်းအိပ်ပါဟေးဟိုကတွန်းစားတော့လေဟင်းလာယူလို့ရပြီနော် ။ဒါပေမဲ့အင်းရလူတွေလည်းအဲ့တော့အခုလို့ကောင်းမွန်တော့ငကြဲပိုက်တာငားငပိချက်လေးကိုအိမ်တိုင်းအိမ်တိုင်းလုံစားကြပါလို့အတိပေးအပ်ပါတယ်။ Okay ဘူလီကောင်းတယ်နေလိုက်။ဘတ်